တုတ္တဓမ္မဒီပလိုမာ level 1 2 3တုတ္တဓမ္မဂဝေတီ BA part 1 part 2 part 3ပြေဆိုမိဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါဓမ္မမိတ်ဆွေတို့ကိုစာမေးမဲပြေဆိုခြင်းနဲ့ပတ်သက်ပြီးတော့ဂျိုတင်မြတ်တာရခိုင်ဆရာရှိပါတယ်ဒါကတော့မန္တလေးတိုင်းဒေသကြီးစာပြေဌာန3 CAE ကိုပိုင်ထက်တန်းကြောင့်နိုင်ဦးလွင်မှပြေဆိုမဲ့ဓမ္မမိတ်ဆွေများအတွေ့ဖြစ်ပါတယ်သုဒ္ဓဓမ္မဒီပလိုမာ level 1နဲ့ BA part 3စာမေးပွဲကို29ရက်17လ2025ခုနှစ်မှာနေ့လယ်တနာရီကနေပြီးတော့ညနေ ်၄နာရီတွင်ကျင်းပသွားမှာဖြစ်ပါတယ်။သုတတမဒီပလိုမာ level 2 level 3 BA part 1 BA part 2ကိုတော့30ရက်စက်တလ2025ခုနှစ်နေ့လယ်တနာရီကနေပြီးတော့ညနေ၄နာရီအတွင်းမှာဖြည့်ဆို့ရမှာဖြစ်ပါတယ်။အဲ့ဒီမှာစာမေးပွဲကိုလာရောက်ပြေဆိုမဲ့သူတွေကတော့29ရက်နေ့စက်တလပိုင်း2025ခုနှစ်မှာဆိုရင်ပြေဆိုသူဥကြီးက1582ဦးရှိပြီးတော့30ရက်စက်တလ2025ခုနှစ်မှာပြေဆိုမဲ့သူကတော့1119ဦးရှိပါတယ်။ ဒါကစီရင်ကြီးကိုပိုင်အထက်တန်းကျောင်းမှာဖြေဆိုမဲ့ဓမ္မမိတ်ဆွေစာမင်းဝဲဖြေဆိုမိအရေးအတွက်ဖြစ်ပါတယ်။စာပြေသူများဟာဆိုလို့ရှိရင်စာမင်းဝဲဖြေဆိုမဲ့နေ့တွေမှာမိမိတို့ရဲ့ကားတွေကိုမောင်းနှင်ပြီးတော့ရောက်ကြည့်လာမယ်ဆိုရင်အဝင်အတွင်းမှာဓမ္မမိတ်ဆွေတို့ရဲ့ကားတွေကိုရပ်ထားမယ်ဆိုလို့ရှိရင်ကျောင်းနေအနေရအခက်အခဲရှိပါတယ်။ကျောင်းချစ်မင်းစားဟာလည်းပဲကျင်းကျောင်းနဲ့အတွက်ကြောင့်မို့လို့ကျောင်းဝင်းတွေကိုဝင်လာမယ်ဆိုလို့ရှိရင်ယင်ကျော်ပိတ်ဆို့မှုတွေဖြစ်လာနိုင်ပါတယ်။တို့ဖြစ်ပါ၍ဓမ္မမိတ်ဆွေတို့စီးနေလာတဲ့မော်တော်ယာဉ်များကိုပြန်လှော့ပြီးတော့ ဆောင်မွေးဝဲပြီးချိန်မှသာလာရောက်ကြိုးဖို့ရန်အတွက်ဆောင်ရွက်ပေးပါရန်မေတ္တာရက်ကန်အကြောင်းကြားအပ်ပါတယ်ဓမ္မမိတ်ဆွေတို့